ကျွန်တော်တို့တံပိုးချီးတဲ့အရာတွေကိုဝယ်ယူဖို့အတွက်နီလန်၄မျိုးရှိတယ်။နံပါတ်၁နီလန်ကတော့ကျွန်တော်တို့ဘာလို့မှန်လဲဆိုတော့အကျွေးဝယ်ပြီးတော့မှအကျွေးယူပြီးတော့မှဝယ်လိုက်မှာ ်ဒါနံပါတ်1နီလန်းအဲ့တော့နံပါတ်2နီလန်းကတော့ဘာလို့မလဲဆိုတော့ကို save လုပ်ထားတဲ့ကိုသိမ်းထားတဲ့ငွေလေးတွေကိုတုံးပြီးတော့မှအဲ့ပစ္စည်းကိုဝယ်လိုက်မှာနံပါတ်3နီလန်းကတော့ကျွန်တော်တို့ cash flow လို့ခေါ်တဲ့ကိုစီမှာငွေလဲပတ်နေတဲ့ငွေကိုခဏယူပြီးတော့မှဝယ်လိုက်မှာဥမာလာစာကျွန်တော်တို့ရတယ်အဲ့လာစာကပြန်သုံးရမှာဒါပေမဲ့ခဏအဲ့ဒီငွေကိုယူပြီးတော့မှဝယ်လိုက်တာမျိုးရှိတယ်ဒါနံပါတ်3နီလန်းနံပါတ်4နီလန်းကတော့ကျွန်တော်တို့ပါခေါ်လို့ဆိုတော့ new money လို့ခေါ်တယ်အဲ့တော့ new money ဆိုတာကအဲ့တော့ငွေ ေအစ်စ်ပေါ့အဲ့တော့ကျွန်တော်တို့ကခုနကလေးနီလန်းတဲကတဲ့လေးခုမြောက်နီလန်းတွေကျွန်တော်တို့ပစ္စည်းတွေဝယ်ယူရမှာအတန်ဆုံးပဲဒါကကျွန်တော်ဆရာတယောက်ပြောထားတဲ့စကားလေးကိုကျွန်တော်ပြန်ပြီးတော့မှအကြောင်းအရာလေးကိုပြန်ပြီးတော့မှ မျှဝေတာပါအဲ့တော့အကျွေးနဲ့ဝယ်လိုက်မယ်ဆိုလို့ရှိရင်လည်းတခြားလေပြန်ဆက်အမဒီပဆန်ကကိုစုထားတာလေးတွေနဲ့ဟလာဝယ်လိုက်မယ်ဆိုလို့ရှိရင်လည်းကို့အတွက်တကယ်ဒီငွေတွေကလိုလာတဲ့အချိန်မှာလိုလာတဲ့အချိန်မှာကိုပြန်မသုံးနိုင်ပါလေဆိုရတယ်ပြီးတော့အခုမကြခင်မှာပြန်သုံးရမယ့် cash flow ဖြစ်တဲ့ငွေကိုသုံးမယ်ဆိုလို့ရှိရင်လည်းကားတစ်ခုမှငွေကျက်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့မလုပ်ဖို့လို့လဲဆိုတော့အကောင်ဆုံးနီးလန်းပြီး new money เนาะကိုကတခုခုလိုချင်ပြီးဈေးကြီးတဲ့အရာတခုခုကျွန်တော်လိုချင်ပြီး လိုချင်ပြီဆိုလို့ရှိရင်မလိုအောင်ပါလဲဆိုတော့ new money ရဖို့ကျွန်တော်လုပ်အောင်ပါဒီထက်ဒီငွေတွေပို့တိုးပြီးတော့မှဘလို့ရှာလို့ရမှာလဲဒီပစ္စည်းကိုဝယ်ယူနိုင်ဖို့အတွက်ကိုလိုချင်တာကိုရဖို့အတွက်เนาะအခုလက်ရှိလက်ကိုရဲ့ကျွမ်းကျင်မှုတွေကိုဘလို့ရောင်းလို့ရမလဲဘယ်သူတွေအတွက်ဘာဝန်ဆောင်မှုတွေပေးလို့ရမလဲငွေအပိုတွေဘယ်နေရာကရနိုင်မလဲရနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့ကပြန်စဉ်းစားဖို့လိုတယ်နီးလန်းတွေရှာဖို့လိုတယ်အဲ့တော့ဒါကတော့ရေတုံနီးလန်းပေါ့ဟုတ်ကဲ့ရေရှည်သွားခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဟာလုပ်ငန်းအစ်စ်တွေထောင်မယ်ရင်းနေမြုပ်နှံမှု ှုတွေလုပ်မယ်တချို့နေရာတွေမှာကိုပိုင်တဲ့ငွေတွေရင်းနှီးမြှုပ်နှံပြီးတော့မှအဲ့ဒီငွေတွေကကို့အတွက်အလုပ်ပြန်လုပ်ပေးမယ်ဒါဆိုလို့ရှိရင်လည်းကို့အတွက်ငွေအစ်စ်ကျွန်တော်တို့ဖြစ်ပါလိမ့်မယ် new money ဖြစ်ပါလိမ့်မယ်အကြောင်းလို့ကျွန်တော်တို့ကလိုချင်တာတစ်ခုရှိပြီဆိုလို့ရှိရင် new money နဲ့ဝယ်ဖို့ပဲစူးစမ်းပါအဲ့ဒါဆိုလို့ရှိရင်တော့အသေးကြတယ်ရလာတဲ့ပစ္စည်းတွေကို့အတွက်အတည်င်းကြံတဲ့ပစ္စည်းအတည်င်းကြံတဲ့အရာဖြစ်ပါလိမ့်မယ် ီကြောင်းအားနဲ့ကနေပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်တွေမိတ်ဆွေတွေဒီဂျိုးရုံဆောင်ရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုတို့ဂျိုးရုံဆောင်ရရတဲ့ solution တော့ထုံးစံတိုင်းမှာကွန်မတ်မှာ yes လို့ပြပါဦးဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါငင်္ဂါရှိတော်နေလေးဖြစ်ပါစေ